အားလုံးပဲမိကလာပါကျွန်တော်တို့ဒီတစ်ခါကတော့လုံးဝနောက်ဆုံး update ကြောင်းတွေကိုဒီဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ပေါ့နော်အဓိကဒီနေရာမှာကတော့ Israel ဘက်ကအီရန်ရဲ့စစ်ကောင်းဆောင်တွေထိတ်တန်းထိတ်တန်းကောင်းဆောင်တွေကိုအားလုံးပဲမိကလာပါအယောက် message ကိုတပ်ပလိုက်တယ်ပေါ့နော် so Israel ရဲ့ SCC တွေကိုကျွန်တော်တို့ဒီ video ကို share လုပ်ပြီးမှအကြည့်ကြည့်ရအောင် ဣသရကဒီဥစ္စာကိုနှစ်နဲ့ချီပြီးမှပဲပြင်ဆင်ခဲ့တယ်။နော်ဒီအာလေရင်အစီးနှရာဆိုတုံးခဲ့တယ်။တက်သားတစ်ထောင်ကျော်တုံးခဲ့တယ်လို့ပြောကြတယ်။ပြီးတော့ဣသရကဒီမှာထူးခြားတာတစ်ခုပါလဲဆိုတော့သူတို့ရဲ့ခေါင်းဆောင်တွေကိုပြစ်မှတ်ထားပြီးမှအရင်ဆုံးဖြစ်ရှင်းရှင်းတက်လိုက်တာပေါ့ရှင်းတက်ပလိုက်တာ။အဲ့ဒါထဲမှာသူတို့ကွက်ကင်းမှုကိုပေါ့မတီးမငင်ဖြစ်အောင်သူတို့ကရွေထားတယ်ပေါ့။တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဣသရကသူတို့ရဲ့ခေါင်းဆောင်တွေကိုအရင်ဆုံးတက်ဖြတ်မယ်။ ခေါင်းဆောင်တွေကိုတတ်တတ်ဖြတ်ပြီးနောက်ပိုင်းမှာသူတို့ရဲ့ကွက်ကင်းမှုကလောကငင်ဖြီးတော့မှာပေါ့ဆိုတော့နောက်နောက်ဒီအငြိမ်းတန်းကလူတွေကိုသူတို့တဖြည်းဖြည်းချင်းနဲ့သူတို့ကတိုက်ခိုက်ဖို့လုပ်နေတယ်ပေါ့အဲ့လိုဆိုတော့ကျွန်တော်တို့ဒီအစကားများများမပြောတော့ပေးနဲ့ချက်ချင်းပဲကျွန်တော်တို့အဲ့ဒီဗီဒီယိုကိုကြည့်ပြီးမှပဲသူတို့ရဲ့ plan ကိုတော်တော်လေးကြည့်အောင်သူတို့ရဲ့ plan ကတော်တော်လေးကိုဟောဖြစ်တယ်ပေါ့တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတယ်ပေါ့ So Israel has finally attacked Iran's nuclear program. It was a massive, sophisticated military operation involving at least 200 fighter jets and thousands of 200 fighter jet bono. So Israel ka naka longwa ku ling ma pana so ne pising ke ke bida pin de. 200 fighter jet pa lo pyo ra no. Pro 1000 of so dia. Ta ta thong chi ne pin sim bi ma tai khai khe ra. personnel. It's thought to have taken years to plan. It took a year to plan. Plan swipe, si si swipe, ini ni jabi matro ka, si si swipe mat tak hai gera, no? Primary targets, Iran's nuclear enrichment sites. So, is This... it a primary target, a diga target ka, Iran ye nuclear site, Iran ye nuclear Polo resa yun ni tu ga, tu ye primary, primary target pin ni le bo, no? Ballistic missile program. Blasts were first reported at around 3:30 in the morning in Tehran, Israel's biggest ever operation. ဂျူလာ7ရက်နေ့မနေ့ပိုင်းမနေ့ပိုင်းပေါ့မနေ့ပိုင်း3နာရီကစပြီးတိုက်ခိုက်ခဲ့တာပေါ့လို့ဆိုရက Against Iran was underway. Natanz a remote location in the desert. So Eddie Natanz ra ka de gandara a le pai ma shi ni de nuclear tholo de niya shi phit ni de. အဲ့ဒါကို Israel က cha တယ် So if a hand no the teranya mudo machine nuclear cellular channel, no? Di na kuri ka channel. Which is at the heart of Iran's nuclear program was among those hit. The, the government. heart of Iran's nuclear program, nuclear Iranian nuclear assisting dema, da ka di ka channel, the heart of the program pin de no? People atomic watchdog, the IAEA says no signs of radiation have yet been detected. Before they did any of this, the Israelis were trying to assassinate the entire ဆိုတော့အစ္စရေလကဒီအရာအားလုံးကိုမထိုက်မတိုက်ခိုက်ခင်မှာသူကဘာလုပ်လဲသိလားအဲ့ဒီစစ်ကောင်းဆောင်တွေစစ်မှုချုပ်တွေတော့မှုမှုချုပ်တွေအကုန်လုံးတုတ်တင်ဖြစ်ပြလိုက်တာဟိုအစ္စရေလကတော့ဒီအရာတွေကိုသူမတိုက်ခိုက်ခင်ကတည်းကသူတို့ရဲ့ထိတ်တန်းကခေါင်းဆောင်တွေအကုန်လုံးတတ်ဖူးလုပ်နေတာအဲ့တော့အခုဒီ right เนี่ยစစ်ကောင်းဆောင်တွေပေါ့တော့ခေါင်းဆောင်ပိုင်းလို့ပြောရအောင်ပေါ့နော်ဘူချုပ်ပါဘူချုပ်လာတက်မှုလာဘာငရာနေနေရှုပ်တယ်ပေါ့ဆိုတော့ ခေါင်းဆောင်ပိုင်းကလူအယောက်20ကိုတပ်လိုက်တာဘာကြောင့်လို့လဲအဲ့လိုလုပ်တာလဲသိလားဣသရေလကအရင်ဆုံးသူတို့ရဲ့ခေါင်းဆောင်တွေကိုတပ်မယ်ဆိုရင်ကွက်ကင်းမှုမတီးမငင်ဖြစ်အောင်သူတို့ကဖန်တီးမယ်ပေါ့ဆိုတော့အပေါ်ကလိုင်းယူပေးတဲ့လူကွန်မန့်ပေးတဲ့လူအမင်းပေးတဲ့လူမရှိတဲ့ခါကျတော့အောက်ကလူတွေကဟိုမရောက်ဒီမရောက်ဖြစ်သွားတာကိုအဲ့ဒါကြောင့်သူတို့အဲ့ဒီကွက်ကင်းမှုကိုမတီးမငင်ဖြစ်အောင်လို့ဖူးဣသရေလကဂျူရင်ဂရေကလည်းစီစဉ်ထားတာအဲ့ဒါနဲ့လုံးဝခေါင်းဆောင်ပိုင်းအယောက်20ခု To the shind <coughs> top brass of Iran's military and intelligence agencies, most uh. of them in their homes in the dead of night. At least 20 senior commanders 20 to... senior commander. No. เอกก็เกมก็เกี่ยวก็เกมหมดอ่ะยีป่าเนี่ยเลยลูยังนั่นสีป่าเลยเอริเทมาตุลมาป่าละบ่เนาะที่เดมาพิจารณาว่าสิ่งใดแต่ชูกาเจเนอเรลกัลฮัมอาลีสัตป่าเลย မေဂျာဂျန်နယ်ဟူစိန်းဆလမ်ဆလမနီပါနေတယ်ဆိုတော့ဂျန်နယ်မဟာမိတ်အော်နော်လုံးဝအချီးတန်းကလူတွေအကုန်လုံးတပ်ပလိုက်တာအစ္စရယ်ကအဲနောက်အဝလူတွေကလည်းဒီမှာအေးပါနေပုတ်ကူးပြီးနော်ခေါင်းဆောင်အယောက်နှစ်စီးကိုတုံတင်းရှင်းပလိုက်တာ From Iran's highest ranking military officer mm. to the commander in chief of Iran's Revolutionary Guards mm. and many others in between. The intention to destabilize Iran's entire command and control elite destabilize iran command and control ဘောနော် iran ရဲ့ command နဲ့ control ကိုကေမှုကိုမတီးမငင်းဖြစ်အောင် israel ကလုပ်နေတာအဲ့ဒါကြောင့်သူတို့ကအယူဆသက်ပလိုက်တာ what is next well israel says there could be days of this iran is it seems တခြားတော့ israel ကဒီတက်မကသူတို့က selfie တိုက်ခိုက်မလို့ပြောနေတယ်အခုကျွန်တော်တို့ဆွေးနွေးနေတဲ့ချိန်မှာပြောနေတဲ့ချိန်မှာလည်းအခု israel iran ကြားကတိုက်ခိုက်ရေးကပင်ထန်နေစေဖြစ်နေတယ် israel ကလည်းရက်တိုးတိုးကြမယ်ပေါ့နော်ဒီကိစ္စကြီးက ဆိုတော့အီရန်မှာကျွန်တော်တို့အတွက်ချင်းချောက်နေလို့ခန်းစားနေရတဲ့ချင်းချောက်မှုပေါ့အဲ့ဒီချင်းချောက်မှုကြီးကနျူကလ িয়ার ရဲ့ဆက်ယုံတွေကိုပေါ့တော့အဲ့ဒါတွေကိုမဖြစ်စည်းမချင်းကျွန်တော်တို့ကဆက်လက်ပြီးတိုက်ခိုက်သွားမှာပါဆိုမှအစ္စရေလကတော့ပြောထားတယ်အဲအဲ့လိုနီးနဲ့အီရန်ကလည်းသူတို့ကဆက်လက်ပြီးကစားချင်လို့ပြောထားတယ်ဆိုတော့စီရေရကတော့ဒင်းဒင်းဒင်းမာလာမော်လာလာရှိတယ်ပေါ့ဆိုတော့အီရန်က ballistic missile ဆိုတာခုစေရထောင်၃ထောင်ကျော်ရှိတယ်နေတာမဟုတ်ဘူးနော် still weighing its response. It could launch another huge drone and missile barrage against by Iran. the way, by the way, Iran Israel ko tong pyan dong ka ai drone no pi ro mi missile ta ya ne cha drone ka asam sa ka to kong cha Iran ka Israel ko as it did in October US intelligence estimates that Iran has more than 3000 ballistic missiles and has been increasing production And has thousands of these Shahad drones, some of which they've already launched against Israel. Any drone, got a drone, got a drone, any drone, you got don't chop him up, Iran, got Israel, go, take care of Exactly how many they have is not clear, but they're much cheaper to produce and often harder to detect. So the drone ka lowa rida ka phalo miya re drone to khupin ni re. Da me zip pole ni Iran ka lo ni So Iran ne drone ka to role ro na me chi ni Bon Russia Russia ka le di drone ku tong ni So ဒါအဲ့အဲ့ဒါကြောင့်ကျွန်တော်အီရန်ကိုပြောတာအီရန်ကိုတော့ပြီးမှအထင်တင်လို့တော့မရဘူးပေါ့နော်သူတို့မှလည်းလက်နက်ကောင်းစားတွေရှိတယ်ဆိုတော့ခဏခဏပြောနေကိစ္စဒီကိစ္စကတော့တော်လေးကိုဈေးပိုးတယ်ကွာဒါပေမဲ့ရေဒါကဖမ်းလို့မရတဲ့ကိစ္စတစ်ခုလည်းပါနေတယ် The Houthis could activate their proxies in the region. The Houthis in Yemen, Shia militia groups in Iraq, and a much depleted Hezbollah. အရှိန်လေပိုင်းရဲ့ဒေတာမှာလည်းအီရန်ကသူတို့ရဲ့ proxy ပေါ့နော်သူတို့ရဲ့ငွေကြေးအဖြစ်လက်နက်အဖြစ် ထောက်ပတ်နေတဲ့လက်နက်ကအဖွဲ့အစည်းတွေကိုလည်းလှုပ်ရှားလာတဲ့ခြေအလားလားရှိတယ်လို့ပြောနေကြတယ်ဟူတီပေါ့ဟက်စ်ဘူလာရောဟမတ်စ်ရောနောက်ထပ်ဒီလူတွေကိုအီရန်ကပြန်တုံးချပြီးမှဣသရေလကိုတိုက်နိုင်ခြေရောရှိတယ်ပေါ့နော်လက်ဗရန်ဆိုတော့အဓိကအရှိလေပိုင်းရဲ့ဒေတာတွေ region မှာဒီစီရေကြီးကကြီးပွားကြီးထွားလာတဲ့လောက်ခန်းစားမိပြောနေကြတယ်ပေါ့ ဒါတွေကကြည့်ပါဦးလေဘနန်တို့ကာဇာတို့ဝက်စ်ဘန့်တို့အစ္စရေလတို့အီရတ်တို့အီရန်တို့ယမန်တို့အရှားမှာပေါ့နော်ဒီကြားတွေကစီရင်မီးကတောက်သွားနိုင်ချေရှိတယ်ပေါ့နော် Swarm that could strike back at US bases in the Middle East ဆိုတော့အဒီနေအတော်တော်များများမှာ US base ရှိနေတယ် US alarm တွေတွေ့ရမှလားအဲ့ဒီ US alarm တွေရှိနေတဲ့နေရာတော်တော်များများက US စခန်းတွေရှိနေတယ် US ရဲ့နေရာရှိနေတယ်အဲ့ဒါကြောင့် US ကပြောနေတာ ကျွန်တော်တို့ရဲ့ interest ပေါ့နော်ကျွန်တော်တို့ရဲ့တက်စကန်တွေကိုလာပြီးမှပြတ်မှတ်မလို့ကြားနဲ့မတိုက်ခတ်ကြားနဲ့ဆိုမှ US ကပြောနေတယ်ကြည်ပါဦး US စကန်တွေဘယ်လောက်ထိများလဲ1 2 3 4 5 6 9 8 9 10 11 7 9 14 15 16 19ကွာအခုကအီရန်ကမနေ့ကပြောလို့ကြည်လားဣသရေလရဲ့နောက်ဂျိုခန် US ကပေါ့နော်တာဝန်ယူမှုတာဝန်ခံမှုရှိလေပဲဆိုတော့ပြောလာတယ် ဆိုအီရန်ကလည်း US ရဲ့ C ရဲ့စစ်စခန်းတွေပေါ့နော် US base တွေကိုလေးချပိုလာလာရှိတယ်ပေါ့ဆိုတော့ US ဘက်ကလည်းအာအီရန်ကလည်းပြန်တန်းလာနေတဲ့ rocket တွေတချို့ပေါ့နော်ဒီမနေ့ပစ်ကူပေးတယ်လို့ကျွန်တော်ကြားရတယ်ပေါ့နော် US ကပစ်ကူပေးခဲ့တာအဲ့ဒီ rocket တွေကို as it here in place like Qatar Kuwait and Iraq the Americans say they weren't involved in the attack but so Qatar akuna Kuwait Qatar ခွဝဲအီရတ်အဲ့ဒီကြားထဲမှာ US ရဲ့စခန်းတွေလည်းရှိနေတယ်။အမေရိကကတော့ပြောနေတယ်။ဟာကျွန်တော်တို့ဒီကြီးစစ်ပွဲမှာကျွန်တော်တို့မပါဝင်ပါဘူးဆိုတော့ပြောနေတယ်ပေါ့။ Would not believe them. ဒါမဲ့ဘယ်သူကမှမယုံဘူးကြားဖို့ပေါ့နော်။ Try and destabilize the oil market by attacking tankers and installations in the Gulf. အဲအဖုန်ကိုချဲ့မယ်ဆိုချိပါအောင်။အဲ့ဒါတော့အရှိလေပိုင်းရဲ့ဒေတာမှာဒီစစ်မီကဒီကြီးထွားနိုင်တယ်လို့ဒီစစ်ကြီးကအော်ပြန့်သွားနိုင်လို့စူးရင်နေကြတယ်ပေါ့မဖြစ်လို့ကြည့်ပါအောင်ကြည့်ပါ <laughs> fifth of the world's oil passes through the strait of hormuz around 20 million barrels a day အဲခုနကသူပြောရမို့နော်ကဘာတစ်ချက်လောက်နားပြန်နားထောင်ချင်းအောင်20 <laughs> million barrels a day one of the busiest among, of the world's oil in tankers and installations in the Gulf. A fifth of the world's oil passes through the Strait of Hormuz. Around the 20... fifth of the world. Yen and the Tomyamia, Arani Gabaku, Pera. Edine Yagane, Yen and Gugabatiku Pera. No? Million barrels a day. One of the busiest and most important strategic waterways in the world it would then become a war zone. Eh, uh, so, Loma Gabama, a ye gene, a yen and Gujirin အဲ့ဒီနေရာမှာစစ်ပွဲတွေဖြစ်နေမယ်ဆိုရင်တော့စဉ်းစားကြည့်ကဘာမှာရေနံဈေးကအလူလူတက်လာမှာပဲတခြားဆိုတော့ကဘာကြီးကအဲ့ဒါကိုသွားပြီးမှမိခုခဲကြတာကိုရေနံနဲ့အတန်းနဲ့ချီပြီးမှအဲ့ဒီရေနံပုံးတွေပဲတရားနဲ့လာခဲ့တာကွာအဲ့ဒီနေရာအီရန်အီရန်ကတော့မဟုတ်ဘူးပေါ့ကွာဒီမှာ UAE တို့ကတာတို့ကိုဝေးတို့ခုနကဒီမှာ Strait of Hormuz ပေါ့အဲ့ဒါအနေလာတာကွာနော် Strait of Hormuz တို့ကလာတယ်ဆိုတော့အဲ့ဒီအဲ့ဒီနေရာကြီးကိုစစ်ပွဲ ဖြစ်တဲ့နေရာသွားဖြစ်တဲ့ခါကျတော့ကဘာကြီးမှာလေကျွန်တော်တို့မိခုနေနဲ့ရင်နာနဲ့ပတ်သက်လာပြီးပြက်လာပြီးဂျုံလာတာချင်ရှိတယ်ပေါ့ Trump says Iran could still make a deal and save itself from more Israeli attacks but so far the tone from Tehran has been one of defiance อืมဆိုတော့ Trump ကတော့ပြောနေတယ်ကဲ Iran ကိုခင်ဗျားတို့အချိန်ရှိသေးတယ်ပေါ့ခင်ဗျားတို့အချိန်ရှိသေးတယ်အဲ့ဒါကြောင့် နျူကလ িয়ার နဲ့ပတ်သက်ပြီးမှညှိနှိုင်းကြပါဆွေးနွေးကြပါစုမှ Trump ကတော့သူတို့အာဘယ်လိုပြောမလဲတိုက်တွန်းနေစေဖြစ်နေတယ်ဒါမဲ့ Iran ရဲ့လေတံကတော့ပုံမှန်မဟုတ်တော့ဘူးပေါ့နော်ဆိုတော့ဒီတစ်ခါဒီတိုက်ပွဲကြီးကတော့တော်တော်လေးကိုဆူးမဲ့ပုံပေါက်ပါတယ်ပေါ့ရတော့ရေဆိုတော့ဒါက update ပေါ့နော်ဆိုတော့ဒီညမှာပဲနောက်ထပ်နောက်ဆက်တွဲတွေပေါ့နော်ဘာလို့ဖြစ်ခဲ့လဲဆိုတာကိုကျွန်တော်တို့တည်ရင်နဲ့လေ့လာရင်းနဲ့အချိန်နဲ့တပြင်းကြီးကျွန်တော်ရဲ့ YouTube ထဲမှာပဲ ချက်ချင်း live ကိုလှုပ်ပေးမှာပါပေါ့နော်ဆိုတော့ပရိသတ်တို့အနေနဲ့ကျွန်တော်ရဲ့ YouTube လေးကိုကြည့်ပြီးမှအားလုံးက up to date ပေါ့နော်အချိန်နဲ့တပြင်းညီသတင်းတွေရတယ်ကမ္ဘာသတင်းတွေရတယ်ဘုဒ္ဓတရားတွေရတယ်လို့ခန်းစားမိတယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးခြင်းအပြင်အားပေးလို့ရပါတယ် so thank you